ွေးချင်ရတဲ့ပြိတ္တများဆောင်းမြုံနေရတာမောလာပါပဲအဲ့ဒီအတွက်ပြန်ချောတဲ့အနေနဲ့ဒီကိုယ်တိုင်ဆောင်းမြုံနေတဲ့ဇက်ကားလေးလေးထွက်လာပြီမို့အကောင်းဆုံးစ조사ပြီးတင်ဆက်ပေးလိုက်ပါပြီနော်1980ခုနှစ်အင်ဒိုနီးရှားနိုင်ငံစီမာရမ်မှာရှိတဲ့ဈေးတစ်ခုမှာဈေးဝယ်သူများနဲ့စီကားတိုက်မြိုက်နေပါတယ်ကစ်တိုရဲ့ကုန်စုံဆိုင်ဟာလဲရောင်းကုန်တာမို့လူတွေလက်မလက်ကြပဲရှိနေပြီ ညနေချင်းဆိုင်ကဈေးရောက်မကောင်းတဲ့သူကတော့မနာလိုဖြစ်တဲ့အထိပါပဲ။ Crypto ကဈေးသိမ်းချိန်လက်ထက်ကငွေစက်ကူတချို့ကိုကြစ်ကြစ်ပါအောင်စုပ်ကန်ရင်စီမာရန်ပြည်သူဈေးယုံကြီးကိုတွားခဲ့ပါတယ်။ဈေးယုံပေါ်မှာတမိငယ်နဲ့အတူအသင့်ဆောင်နေတဲ့မာနီလို့အမည်ရတဲ့သူ့ရဲ့ဇနီးတဲ့ကိုသူယူလာတဲ့ငွေစက်ကူများကိုပေးလိုက်ရင်သူတို့သားလေးခွဲစိတ်ဖို့အတွက်ပိုက်ဆံအလုံးအလောက်ရပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ crypto ရဲ့သားလေးက RD လို့ခေါ်ပြီး RD လေးကကြောက်ကမကောင်းတော့မှခွဲစိတ်ဖို့လိုအပ်နေခဲ့တာပါညာ9နာရီခွဲချိန်မှာတော့ အာတီလေးကိုစက်တင်ခွဲစိတ်ဖို့အတွက်မေးစေးပေးလိုက်ရမှာတော့အာတီလေးဟာမေးမျောသွားပါတော့တယ်နောက်တနေ့မနက်9နာရီမှာအာတီလေးဟာသတိပြန်ရလာပြီးအခန်းထဲမှာသူနာပြုတ်တယောက်ရှိနေပါတယ်သူနာပြုတ်အနောက်မှာတစုံတစ်ခုကိုတွေးမြင်ရတာမို့မျက်လုံးကိုတေချာပုတ်ပြီးပြန်ကြည့်တဲ့အခါတစေတရေဖြစ်နေတဲ့အဖိုးကြီးဖြစ်နေပါတော့တယ်ခဏအကြာမှာဆရာဝန်ရောက်လာပြီးသူ့ကိုစမ်းသပ်နေချိန်မှာတော့တစေအဖိုးကြီးလည်းပျောက်ကွယ်သွားပါတယ်ဒီလိုနဲ့နေပြန်ကောင်းလာပြီးမို့အာတီလေးဟာဆေးရုံပေါ်ကဆင်းပြီးအိမ်ကိုပြန်ရောက်လာခဲ့ပါပြီ ဖေကြီးကတော့ကုံစုံဆိုင်သွားနေတာမို့အိမ်မှာတားအမိ၃ယောက်ပဲရှိပါတယ်အာဒီကစက်ကူလေးကိုမှန်ပြောင်းလို့လုပ်ပြီးကစားနေချိန်ဆေးရုံပေါ်မှာတွေ့ခဲ့ရတဲ့တစီအဖိုးကြီးကိုပြန်တွေ့ရလို့လန့်သွားပါတယ်တေချောင်းအောင်နောက်တစ်ခေါက်တက်ကြည့်တော့တစီအဖိုးကြီးကသူ့နားတီကက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲမိခင်ရောက်လာပြီးအာဒီကိုဆေးရုံထပ်ပြရမယ်ရက်ရောက်ပြီးမို့ခေါ်သွားပါတယ်ဆေးရုံအရောက်မှာတော့ဆရာဝန်ကခွဲစိတ်ပြီးနှစ်ပတ်အကြာမှာအာဒီရဲ့အခြေအနေကောင်းမွန်လာပြီဖြစ်ကြောင်းပြောတော့ မာနီကသူ့ရဲ့သားဟာမကြမကြမျက်လုံးမှာအရှိတ်တွေမြင်နေရလို့ညဉ့်ညူနေကြောင်ပြောလိုက်ပါတယ်အဲ့ဒီအခါဆရာဝန်ကမျက်လုံးအထုကုစီတွားဖို့လွှဲပေးလိုက်ပါတယ်ညနေအရောက်မှာတော့ကစ်တိုကစိုင်သိမ့်ဖို့အလို့စိုင်တကားအောက်မှာညက်နေတဲ့အထုတစ်ခုကိုတွေ့တာမို့ဖြစ်ကြည့်လိုက်တော့အောက်လန်းပစ္စည်းတွေဖြစ်နေပြီးဒါဟာသူ့ဆိုင်ရောင်းကောင်းလို့တယောက်ယောက်ကမနာလို့ပြီးအောက်လန်းနဲ့တိုက်ချင်နေတာမှန်သိလိုက်ရပါတယ်အဲ့ဒါနဲ့အဲ့ဒီအထုကိုအမိုက်ပုံးနဲ့လွင့်ပစ်ကာအိမ်ပြန်ဖို့လှုပ်ပါတော့တယ်ကစ်တိုကပင်မလို့လားမသိသူ့ရဲ့ပခုံးတွေလေးလံနေပါတယ် အိမ်ပြန်ရောက်တဲ့အခါဇနီးတွေကိုအာတီအခြေနေမိပြီးအနားသွားတော့အာတီကကြောက်လန့်တခြားဖြစ်သွားပြီးသူ့အမေနာသွားကအဖေအပေါ်မှာမိမတစ်ယောက်ရှိနေတယ်လို့ပြောလိုက်ပါတယ်ဒီပိုလည်းဒီပုံစံနိုင်စုမဖြစ်တော့ဘူးဆိုကပျောကဆရာတယောက်ကိုအိမ်ပင့်ကအာတီလေးကိုပြကြည့်ရပါတော့တယ် ယောဂဆရာကြီးကအာဒီအခြေအနေကိုကြည့်ပြီးဒီလိုအရာတွေကဖြစ်တတ်တယ်။မင်းရဲ့သားဟာခွဲစိတ်ပြီးတဲ့နောက်သူ့ရဲ့တတ္တရမျက်လုံးပွင့်သွားတယ်။မင်းညက်ကသူမြင်ခဲ့တဲ့အရာကဈေးကအပြန်မင်းရဲ့နောက်ကိုလိုက်လာတဲ့တရေတကောင်ပဲ။တတ္တရမျက်လုံးကိုငါမပိတ်နိုင်ဘူး။သူ့ကိုမြင်စေခြင်းနဲ့ပရလောကသားတွေကလွဲပြီးကျန်တာတွေမမြင်ရတော့အောင်ပဲငါကူညီပေးနိုင်မယ်။မင်းရဲ့သားအတွက်တတိထားရမှာကဈေးနဲ့ဝေးဝေးနေဖို့ပဲ။ကိပရကဘာဖြစ်လို့လဲလို့မေးတော့ပယောဂဆရာကြီးကလူတွေဟာဈေးရောက်ကောင်းဖို့အတွက်လိမ့်လေလေပြားမှုမျိုးစုံ တပါဝလုံအယောင်းဝင်လောက်တာတွေနဲ့နှဆိုးတွေအောက်လန်းပညာတွေနှကိုးကွယ်မှုတွေနဲ့အတူဘသူမှမမြင်နိုင်တဲ့ကဘာတစ်ခုဈေးမှာရှိနေတယ်လို့ဆိုလိုက်ပါတော့တယ်ဟုတ်ကဲ့ဒါကတော့ Crusoe the Seven Seas ဆိုတဲ့နောက်ဆုံးထွက်အင်ဒိုနီးရှားတရေကဖြစ်ပါတယ် ဒီဇလန်းကတခြားတရေကားတွေလိုမဟုတ်ပဲမနာလိုမုံတီးမှုများအာဂါတာများကြောင့်သူ့ထက်ငါအစွမ်းပိုထက်တဲ့နတ်ဆရာများအားကိုနဲ့အောင်လန်းပညာသုံးပြီးတယောက်နဲ့တယောက်ပျက်စီးစေခြင်းအလို့ငါကျင်းစာတွေအပြန်လန်တိုက်ကြတဲ့ကြောက်မက်ဖွယ်ဇလန်းအမျိုးအစားဖြစ်ပါတယ်ဇလန်းလေးမစခင်လိုက်တစ်ချက်ကွန်မန့်တစ်ကြောင်းစာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမန်းခဲ့ပေးပါ subscribe လို့ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်းလေးဆက်ကြမယ် 1983ခုနှစ်အာဒီကအရွယ်ရောက်လာပြီးလူပြိုပေါက်ဖြစ်နေပါပြီအာဒီတို့မှာမိသားစုဝင်တစ်ယောက်လည်းထက်တိုးလာခဲ့ပြီးမိသားစုဝင်အစ်စ်ကတော့အာရစ်ဆိုတဲ့ညီအငယ်ဆုံးလေးပါပဲအာဒီတို့ဟာ ထမင်းစပွဲမှာပျော်ရွှင်စွာစားသုံးနေကြပြီးမိခင်ကြီးကအာထီကောလိကျောင်းကိုငွေသွင်းဖို့အတွက်မအားလက်တာကြောင့်ဈေးထဲဝင်ပြီးဖခင်ကြီးစီမှာကျောင်းလောက်ကကိုဝင်တောင်းဖို့ပြောလိုက်ပါတယ်။အာထီလည်းအတိတ်ကဖြစ်ရကြောင့်ဈေးထဲကိုတစ်ခေါက်မှမရောက်တော့ပဲအခုချိန်မှာတော့ဈေးထဲကိုသွားဖို့အကြောင်းဖန်လာခဲ့ပါပြီ။မိခင်ကြီးကတော့ဈေးတလျှောက်ဘာကူမှမကြည့်ပဲမြန်မြန်သွားပြန်ပြန်ပြန်ဖို့မှားလိုက်ပါတယ်။ဈေးထဲရောက်တဲ့အခါဆိုင်ကယ်ရက်ပြီး ဖခင်ကြီးကုံစုံဆိုင်ကိုတွားရလမ်းတလျှောက်ခေါင်းငုံပြီးတွားခဲ့ပေမဲ့တနေရအရောက်မှာတရဲမကြီးတကောင်ကိုမနေနိုင်မဲ့ကြိမိသွားပါတယ်တရဲမကြီးကလည်းအာတိကိုပြန်ကြည့်တော့လန့်လာပြီးခက်တုတ်တုတ်ထွက်လာခဲ့ရပါတယ်ဒါပေမဲ့လည်းလူတစုရန်ဖြစ်နေတာကြောင့်လမ်းပိတ်နေတော့ဆိုင်တဆိုင်တည်းကပိတ်တာတကောင်ကိုတွေးလိုက်ရတော့မှအလင်းမြန်ပြေးသွားတော့ လူတယောက်နဲ့တိုက်မိသွားပါတယ်လက်ချသွားသူကအတိအဖေဆိုင်ရဲ့မျက်နှာချင်းဆိုင်ကမနာလိုရက်တဲ့ဝီချက်ဆိုတဲ့လူကြီးပါပဲကုံစုံဆိုင်အရောက်မှာတော့ကစ်တိုဟာရောက်ဖတ်တော်ဆက်သူမာနီရဲ့မောင်နဲ့စကားများနေတာမို့အပြင်ကစောင့်နေလိုက်ပါတယ်ဦးလေးပစ်သူပြန်သွားကမှဖခင်ကြီးစီကအကြောင်းလကတောင်းယူပြီးပြန်လာခဲ့ပါတယ်ကုံစုံဆိုင်ကအထွက်မှာပရလောကသားတွေကိုထပ်မံမြင်တွေ့ရတော့လန့်ပြီးပြေးရပါတော့တယ်ဝီချက်ကအာရီအဖြစ်ကိုကြည့်ပြီးထူးဆန်းနေပါတော့တယ်ညရောက်တဲ့အခါအာရီကဈေးထဲကအကြောင်းတွေကိုဝေးမြတော့ အာရီလေးကတက်ကြွနေပြီးသူ့အကိုရဲ့စတမအာယုံကိုအားကျနေပါတယ်။အဲ့ဒီအခါအာရီကစတမအာယုံရှိတာမကောင်းဘူးလို့ချော့ပြောပြီးညီလေးကိုအိပ်ရာဝင်ခိုင်းလိုက်ပါတယ်။ကီပရိုကတော့ဒီနေ့ဆိုင်သိန်းနောက်ကျနေပြီးပြန်မယ်အလုံးမှာတော့ဆိုင်ရှိမှာကျနေတာလားတမင်ချထားတာလားမသိတဲ့အောင်လန်းပစ္စည်းတို့ကိုတွေးတော့ကောက်ယူလိုက်ပြီးဈေးထဲကအထွက်မှာဘယ်ကလာနေမှမသိတဲ့အတန်တွေကြောင့်ဈေးထဲကခက်တုတ်တုတ်ထွက်လာခဲပါတယ်။ကားပေါ်အရောက်မှာတော့မမြင်အပ်တဲ့အရာတွေကကားကိုလှုပ်ခါနေတဲ့အခါ ကီပတိုကကားပေါ်ကဆင်းပြီးအဲ့ဒီအရာတွေကိုစင်ခေါ်လိုက်ပြီးအောက်လန်းပစ္စည်းတို့ကိုလည်းအမိုက်တောင်းနဲ့ပစ်လိုက်ပါတယ်။အိမ်ပြန်အရောက်မှာတော့ကီပတိုကပင်ပန်းနေပြီးမာနီကတော့တမီးဖြစ်သူကကြောက်နေလို့တမီးရဲ့အခန်းထဲမှာသွားအိမ်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ကီပတိုအိတ်နေချင်းဈေးတွေကကြားလိုက်ရတဲ့အတန်တွေထပ်ကြားလိုက်ရပြီးနေရာတစ်ခုစီရောက်သွားကလူကလေးပေါ်ပြန်လျက်အနေထားဖြစ်နေပါတယ်။ မျက်နှာချင်းဆိုင်မှာလည်းအဖွားအိုတယောက်ရှိနေကအောက်လန်းအစီရင်များနဲ့အတူမကောင်းဆိုးရွားကိုစင့်ခွန်နေပါတယ်။ဒါဟာအိမ်မက်ဖြစ်နေတဲ့အတွက်ကီပရိုလည်းဘာမှမတတ်နိုင်ဖြစ်နေချင်းအဖွားအိုကကီပရိုနဲ့သူ့မိသားစုကိုတတ်ပစ်ဖို့အတွက်မကောင်းဆိုးရွားကိုတောင်းဆိုကကီပရိုကိုယ်ရဲ့ကိုထဲလိုက်ပြီးနောက်အရင်ဆုံးကီပရိုကိုနှိပ်စက်လိုက်ဖို့ပြောတဲ့အခါကီပရိုရဲ့အရိုးတွေလက်ထွက်ကုန်မှာတော့လေအဲ့ဒီအခါအပြင်မှာအိပ်ပျော်နေတဲ့ကီပရိုခန္ဓာကိုယ်ကြီးဟာဂရင်ပေါ်ပြန်ပြုတ်ကျသွားပါတော့တယ်။ဖခင်အခန်းထဲကအတန်ကိုကြားလိုက်ရတဲ့အာဒီကသွားစစ်ကြည့်တော့ ဖခင်ကြီးအိပ်ပျော်နေတာကိုသာတွေ့လိုက်ရပါတယ်မနက်မှာတော့မိသားစုစုံလင်စွာနဲ့မနက်စာစားတောက်နေကြချင်းကိပျုတ်ကချောင်းဆိုးလာပြီးမဆက်ကနေတွေးများအန်ထွက်ကြကမဟာနိုင်တော်ပဲလဲကျသွားပါတယ်မိသားစုဝင်များလည်းထိတ်လန့်ကုန်ချပြီး အပီကဖခင်ကြီးကိုဖေးကုနေချိန်ဖခင်ကြီးအခန်းထဲကမကောင်းဆိုးရွားရဲ့အတံကိုကြားလိုက်ရပါတယ်အဲ့ဒီနောက်ဖခင်ကြီးကိုဆေးရုံပို့ပြီးစစ်စစ်ကြည့်တဲ့အခါဘာယောဂါမှရှာမတွေ့ခဲ့ပါဘူးဆရာဝန်ကဆေးရုံမှာနှစ်ရက်လောက်နေဖို့ပြောပေမဲ့ကီပရိုကသူဘာမှမဖြစ်လို့အိမ်ပြန်ခြင်းနဲ့ဆိုကပြန်သွားကြပါတယ်အိမ်ပြန်ရောက်ကြတဲ့အခါသတင်းမေးလာကြတဲ့မိတ်ဆွေတွေကကီပရိုမှာဘာယောဂါမှမရှိရင်အောက်လန်းနဲ့ပြူစားထားတာများလားဈေးထဲမှာလည်းကီပရိုတို့ဆိုင်ကရောင်းကောင်းနေတော့မနာလိုသူတွေလည်းရှိနေနိုင်တယ်လို့ဆိုကြတဲ့အခါကီပရိုကအောက်လန်းတွေဘာတွေအယုံကြည်မရှိကြောင်းပြောလိုက် က်ပါတယ်။အာရီကတော့ဒီကိစ္စဟာသွေးရိုးသားရိုးမဖြစ်နိုင်ကြောင်းတန်တရာရှိနေပါတော့တယ်။အဲ့ဒီနောက်မှာဖခင်ကြီးနေမကောင်းတဲ့အတွက်ဈေးဆိုင်ကိုကြည့်ဖို့ရမိခင်ကိုဈေးလိုက်ပို့ခဲ့ပါတယ်။မိခင်ကဈေးထိပ်မှာသူ့ရဲ့မောင်နဲ့စကားပြောနေပြီးဈေးရွက်တချို့ဘေးကကီပရုတ်ကိုတနေ့တစ်ချိန်တိုက်ကျွေးဖို့မှားလိုက်ပါတယ်။အာရီလည်းသူ့ဦးလေးကိုမတင်ကြတာနဲ့အဲ့ဒီဈေးရွက်ထုတ်ကိုဈေးအမိုက်ပုံးတဲ့ကိုသာပြစ်ထည့်လိုက်ပါတယ်။ ဒီနေ့ကြမှာအာရီလေးဟာကြောင်းအစိုးကြီးဆင်းတာကြောင့်အိမ်ပြန်ရောက်လာပါတယ်။ထမင်းချက်အန်တီကြီးကနေ့လယ်ပြန်နေကြဖြစ်တာမို့အာရီလေးကိုနှုတ်ဆက်ပြီးပြန်သွားပါတယ်။အာရီလေးလည်းမိဖို့ကြောင့်ကအုပ်ဆောင်ကိုလှန်ကြည့်နေချင်းအပေါ်ရက်ကအတန်းတစ်ခုကြားလိုက်ရပြီးချက်ချင်းပဲကီပိုရဲ့အခန်းတကားကပွင့်သွားပါတယ်။အာရီလေးသွားကြည့်တော့ဖခင်ကြီးအိမ်နေတာကိုသာတွေ့ရလို့တကားပြန်ပိတ်လိုက်ချင်းအိမ်ရှိတကားကပွင့်သွားပါတယ်။အဲ့ဒါနဲ့သွားကြည့်တော့အိမ်ဘဝမှာဈေးထဲမှာကီပိုတွေ့ခဲ့ရတယ်လို့အောက်လန်းအထုပ်တထုပ်ချထားတာကိုတွေ့လိုက်ရပါတယ်။အာရီလေးသွားကောက်ကြည့်တော့ အထုတ်ထဲမှာကြောက်စရာပစ္စည်းများတွေ့ရကပတ်ဝန်းကျင်မှာလည်းငူမမှန်သလိုတွေဖြစ်နေတော့မှအထုတ်ကိုပြစ်လိုက်ပြီးအိမ်တကားပိတ်လိုက်ပါတော့တယ်အဲ့ဒီအဖြစ်ပြက်ကြောင့်အာရီလည်းအပြင်းပြားသွားခဲ့ပါတော့တယ်ညနှစ်လချင်းအာရီလေးကခေယောင်ကရမ်းဖြစ်နေတော့မှရေပတ်တိုက်ပေးဖို့ရေခဲသွားယူချင်းမကောင်းဆူရရဲ့အရေးဟာကီပိုရဲ့အခန်းထဲဝင်သွားပါတယ်အဲ့ဒီနောက်အခန်းတကားကပွင့်သွားတော့မှအာဒီကသွားကြည့်တော့ဖခင်ကြီးဟာရုတ်တရက်နိုးလာကာ အော်ဟစ်ညင်းညူနေပြီးနှာခေါင်းထဲကနေအကောင်တကောင်ထွက်လာပါတော့တယ်အာဒီလည်းအဲ့ဒီအကောင်ကိုခြေထောက်နဲ့နင်းတက်လိုက်ပါတယ်ဖခင်ကြီးကမတက်တာတော့ဘူးဆေးရုံကိုဖုံးဆက်နေချိန်အာရီလေးကလည်းအော်ဟစ်နေတာမို့အ мян သွားလိုက်ရပါတယ်အာရစ်စီအယောက်မှာနားထဲကကြိုးစားကိုတွေ့ရလို့ဆွဲထုတ်တော့သွေးများထွက်လာပြီးမျိုးလုံးနှစ်ဖက်ကလည်းသွေးများစီးကျလာပါတယ်အာရီလည်းစိုးရိမ်လာပြီးညီလေးကိုပြုစုပေးနေချိန်မှာပဲအာရစ်ရဲ့ရင်ဘက်ကနေမှန်ခွဲစာထွက်ပေါ်လာကရင်ဘက်ကိုခွဲသွားပါတော့တယ်မိခင်နဲ့ညီမလေးရောက်လာချိန်မှာအသက်မရှိတော့တဲ့အာရစ်လေးရဲ့ အလောင်းကိုတွေးလိုက်ရပါတော့တယ်။နောက်ရက်မှာအာရစ်အလောင်းကိုမြေမြုပ်နေချိန်စာပနာပွဲလာတဲ့ဦးလေးကိုအာတိက မောင်းထုတ်နေတာကြောင့်အလုံးကဝိုင်းဆွဲထားရပါတယ်။ဦးလေးကတော့အာရီမီခင်ကိုသူစိတ်မကောင်းကြောင်းပြောပြီးပြန်ထွက်သွားပါတယ်။ကစ်တော့ကိုတော့ဆေးရုံတင်ထားရပြီးကစ်တော့ရဲ့ယောဂါကစိတ်ကသတိရှိပေမဲ့ခန္ဓာကိုယ်ကတည်သလိုဖြစ်နေတာမို့မိသားစုဝင်များဟာအာရစ်အတွက်ရောကစ်တော့အတွက်ပါဝမ်းနဲ့ပူဆွေးနေကြပါတယ်။ အာဒီလည်းဒီလိုကိစ္စတွေရုတ်တရက်ကြုံလာတော့ငယ်စဉ်ကသူ့ကိုကုသပေးခဲ့တဲ့ပယောကဆရာကြီးကိုတတိယသွားကသူ့ရဲ့ဖုန်းနံပါတ်ရှိသေးလားလို့မိခင်ကြီးကိုမေးလိုက်ပါတယ်မိခင်ကြီးကဘာဖြစ်လို့လဲမေးတော့ကျွန်တော်တို့မိသားစုအောင်လန်းနဲ့တိုက်ခတ်နေရပြီထင်နေဆိုကပယောကဆရာကြီးကိုဆက်သွယ်လိုက်ပါတော့တယ်ပယောကဆရာကြီးရောက်လာတဲ့အခါအိမ်အခြေအနေကိုကြည့်ပြီးဒါဟာအောင်လန်းအတက်နဲ့တိုက်ခဲ့တာသိကြတယ်ဒါပေမဲ့ဒီအောင်လန်းအတက်ကို तू မရင်နေဘူးဒီအတက်ပညာကဂျာဘာကလာတဲ့အတက်ဟုတ်ပုံမပေါ်ဘူး တခြားဒေသကတုံးနဲ့အတက်ဖြစ်လို့ဘလို့အောက်လန်းအတက်မှမသိရင်အောက်လန်းကိုသူမဖယ်ရှားနိုင်ကြောင်ပြောပြီးလောလောဆယ်ကာကွယ်ပေးနိုင်ဖို့အဆောင်ပတိများထုတ်ပေးလိုက်ကဒါကကာကွယ်ပေးနိုင်မယ်လို့သူမျှော်လင့်ကြောင်းတယောက်ယောက်ကမိသားစုကိုအောက်လန်းတုံးနေတယ်လို့တန်တရားရှိရင်လဲမပေါ်ဆချဖို့ပြောပြီးပြန်သွားပါတော့တယ်ကီပရိုရဲ့အခြေအနေကတက်တမှုမရှိတာကြောင့်အာတီဟာဈေးထဲကကုံစုံဆိုင်ကိုဦးစီးဖို့အကြောင်းဖန်လာခဲ့ပါပြီ ဈေးတွေကဈေးတယ်တွေကတော့သူတို့ဆိုင်ရောင်းကောင်းဖို့အတွက်နီလန်ပေါင်းစုံအသုံးပြုနေကြပါတယ်။မျက်နှာချင်းဆိုင်ကဝီချက်ကလည်းအာတိကိုမကြည့်ပြုခဲ့ပါဘူး။ဝီချက်ဆိုင်ဘေးကသူ့ဦးလေးကိုတော့မနာလိုဖြစ်ပြီးအောင်လန်းအတက်နဲ့သူ့မိသားစုကိုပြူစားတယ်လို့အာတိကထင်နေတာမို့တူရီနှစ်ယောက်ရဲ့ဆက်ဆံရေးဟာလည်းပျက်စီးသွားခဲ့ပါပြီ။ ဆိုင်ကိုကီတိုမလာတော့တဲ့နောက်ပိုင်းမှာဈေးရောက်မကောင်းတော့ပဲဆိုင်ဝင်နှမ်းများလည်းအလုတ်ထွက်ကုန်ကြပြီမို့ဆိုင်မှာအာဒီတယောက်ပဲရှိပါတော့တယ်တညမှာဆံဝင်လာတဲ့အမျိုးသမီးတယောက်ကိုရောင်းပေးနေချင်အဲ့ဒီအမျိုးသမီးဟာလူမဟုတ်ပဲတရဲမှဖြစ်နေပြီမင်းအဖေဘယ်မှာလဲဆိုပြီးမေးနေတာကြောင့်အာဒီလည်းကြောက်လန့်သွားခဲ့ပါတယ်အဲ့ဒီနောက်တရဲမှဟာဝီချက်ရဲ့ဆိုင်ထဲကိုဝင်သွားတော့အာဒီလည်းအနောက်ကလိုက်သွားခဲ့ပါတယ် အာဒီကဝီချက်ရဲ့ဆိုင်ထဲကိုအတန်ပေးပြီးဝင်သွားပေမဲ့ဘသူမှမရှိတာမို့ဆိုင်ထဲဝင်သွားတော့တယဲမကိုလိုက်ကအနောက်မှာတွေးလိုက်ရပါတယ်အဲ့ဒါနဲ့လိုက်ကကိုဖွင့်ကြည့်လို့ဘာမှမရှိတော့ပဲအမွေးတိုင်းများနဲ့စားတောက်ဖွဲ့များပူဇော်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဓာတ်ပုံကိုသာတွေးလိုက်ရပါတယ်အဲ့ဒီအချိန်ဝီချက်ကဆိုင်ကိုပြန်ရောက်လာတော့ဘာလုံးနေမှမသိတဲ့အာဒီကိုငါဆိုင်ထဲဝင်ပြီးဘာလုံးနေတာလဲမင်းရဲ့အဖေငါသမီးကိုတတ်လိုက်တာမင်းရောမင်းအဖေရောမိမိသားစုပါတေးရမှာလို့ဒေါသတကြီးပြောဆိုကမောင်းထုတ်လိုက်ပါတယ် အဲ့ဒီညမှာပဲမိဆုံးတစ်ခုပြန်ဝဲလာကအာဒီတို့အိမ်ကိုဝင်လာခဲ့ပါတယ်။မာနီလည်းယောက်ျားနာမှာစောင့်ပေးနေရင်အမူးမျက်နှာချက်ကနေအတန်ချားလိုက်ရတာမို့ထကြည့်လိုက်ပါတယ်။ဘယောကဆရာကြီးပေးထားတဲ့အဆောင်ပတိပြတ်ကြကြံရစ်ခဲ့တာကိုတော့သတိမထားမိလိုက်ပါဘူး။မာနီဟာအတန်လာရကိုနားဆွဲရှာဖွေနေချိန်အိပ်ပျော်နေသူတမင်းငယ်ရှီဖာရဲ့ပတိလည်းပြတ်ကြသွားခဲ့ပါတယ်။အတန်ကတဖြည်းဖြည်းနဲ့အိရှိနာအယောက်မှာရက်သွားတော့ မာနီကအိတ်ရှိတကားဖြွင့်ကြည့်လိုက်ပါတယ်အိမ်ပေါ်ဝမှာဘလို့ရောက်နေမှမသိတဲ့အထုတ်ထုတ်တွေးတာမို့ကောက်ပြီးဖြွင့်ကြည့်လိုက်တဲ့အခါအောက်လန်းပစ္စည်းတွေဖြစ်နေပြီးမကောင်းတဲ့အငွေ့အသက်တွေလည်းခံစားမိတာကြောင့်အထုတ်ကိုအမိုက်ပုံးနဲ့ပစ်ဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲချောက်ချားစရာကောင်းတဲ့အတန်တွေဟာသူမနာထီကတ်လာသလိုဖြစ်နေတာမို့ကြောက်ကြောက်နဲ့အမိုက်ပုံးနဲ့အမြန်ပစ်တဲ့ကအိမ်ထဲဝင်ပြေးပါတော့တယ် အိမ်ထဲအရောက်မှာနေမကောင်းကျင်တယ်လို့ဖြစ်လာပြီးရှီဖာကလည်းသူမလက်မှာပရိကုံမရှိတော့မှသတိထားမိလိုက်ပါတယ်။အပြင်ကပြန်ရောက်လာတဲ့အာရီကခြံတကားဖွင့်ဖွင့်ချင်းပဲကျိန်းစာအထုပ်ကိုတွေးလိုက်ရတာမို့အိမ်ထဲအမြန်ဝင်ကြည့်တော့ထင်းတဲ့အတိုင်းပဲသူတို့မိခင်ဟာအာရီလေးတို့ကလိုပဲတပုံစံနဲ့ပဲနေမကောင်းဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်။အဲ့ဒါနဲ့ပျောကဆရာကြီးကိုဖုံးဆက်ခေါ်လိုက်ပါတယ်။ပျောကဆရာကြီးကတော့ရောက်ရောက်ချင်းပဲကျိန်းစာတုပ်ကိုစစ်စစ်ကြည့်ပြီးဒီပစ္စည်းတွေကအရှိအယက်ကလာခဲ့တာဖြစ်နိုင်တယ် ါမျိုးအထုတ်မျိုးကိုတွေ့တာနဲ့ကိုင်းလဲမကြည့်နဲ့ဖွင့်လဲမကြည့်ပါနဲ့ချက်ချင်းကျိန်စာမိသွားနိုင်တယ်လို့ပြောလိုက်ပါတယ်အာဒီလည်းအတွေ့တစ်ခုဝင်သွားပြီးအပြင်ထွက်သွားလိုက်ပါတယ်အာဒီသွားတဲ့နေရာကတော့ဈေးတဲကိုပါဈေးတဲမှာနေတဲ့သူ့ဦးလေးစီသွားပြီး အခုပို့လိုက်တာဘလို့ကျင်းစာမျိုးလဲအရစ်အဖေအခုအမေအလက်ခမရမကျေနပ်သေးဘူးလားဆိုတော့ဦးလေးဖြစ်သူကသူ့ညမမာနေအတွက်စိုးရိမ်သွားပါတယ်ဒါကိုအာရီကခမရဂရုစိုက်ချင်အောင်ဟန်ဆောင်မနေနဲ့လို့ပြောတော့ဦးလေးကဒေါသထွက်သွားပြီငါကမင်းတို့မိသားစုကိုဘယ်တော့မှကျင်းစာမတိုက်ခဲ့ဘူးငါကကားခွက်ပေးခဲ့တာအောက်လန်းသုံးတာကမင်းရဲ့အဖေပဲဒါတွေအလုံးမင်းအဖေစားခဲ့တာဆိုပြီးအတိတ်ကဖြစ်ရများကိုပြောပြလိုက်ပါတော့တယ်လွန်ခဲ့သော73နှစ်အာတီကြောက်ကဲ့ယောဂဖြစ်နေတဲ့အချိန်ကီတိုကအလုံးလက်မဲ့ဖြစ်နေတာမို့ ကြာရမရတဲ့အဆုံးမှာဇနီးတဲ့မနိရဲ့မောင် စာတီအမည်ရှိတဲ့ရောက်ဖောက်ကိုဈေးထဲမှာဆိုင်ကန်တခန်းလောက်လိုချင်ကြောင်းအကူညီတောင်းခဲ့ပါတယ်စာတီကမဆိုင်မတွပဲကီပတိုဆိုင်ကန်ရောက်အောင်ကူညီပေးလိုက်ပါတယ်ကီပတိုဆိုင်စဖွင့်တာနဲ့စီးပွားထုပြိုင်ဘက်ဆိုင်ပြားကအောက်လန်းပစ္စည်းမျိုးစုံကိုနီလန်ပေါင်းစုံနဲ့ကီပတိုစီပို့ခဲ့တယ်ကြာလာတော့ကီပတိုလည်းထိခိုက်လာပြီးဈေးရောင်းပါးကာ ဖောက်တယ်တွေလည်းပြတ်ကုန်ပါတယ်။တားငယ်လေးအာဒီခွဲစိတ်ဖို့အတွက်ငွေကလည်းလိုနေပြီမို့အောက်လန်းတွေဆုံးအတွက်တွေမယုံကြည်တဲ့ကီတိုဟာအဖွားဒီလိုခေါ်တဲ့နတ်ဆရာမကြီးတယောက်ကိုသွားတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာကီတိုဈေးဆိုင်မှာလူတွေပြန်လဲစီကားလာခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကီတိုနောက်ကွယ်ကနတ်ဆရာမကြီးဟာတခြားသူတွေနောက်ကွယ်ကနတ်ဆရာတွေထပ်ပို့ပြီးအစွမ်းထက်နေလိုပါပဲ။ကီတိုကသူ့စီစင်စာပို့ခဲ့တဲ့သူတိုင်းကိုလည်းတံပြန်စင်စာတွေပြန်ပို့ခဲ့ပြီးအားလုံးကိုအပြတ်အသတ်နိုင်ယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာ စာရီကအရန်လောဘမကြီးဘူးပြောပေမဲ့လေကီတိုဟာနားမဝင်တော့ပါဘူးတရက်မှာတော့မာနီဟာရုတ်တရက်ပိုင်းနာလာတာမို့ဆေးရုံပုတ်ပြီးဓာတ်မှန်ရကြည့်တော့ဘိုက်ထဲမှာတန်ချောင်းတွေရှိနေတာမို့ဆရာဝန်ကတောင်အံ့ဩသွားခဲ့ရပါတယ်ဒီကိစ္စကိုအခဲမကြီးတဲ့ကီတိုကအပွားတီစီသွားတော့အခုကိစ္စကိုလှုပ်တာ သူ့မျက်နှာချင်းဆိုင်ကဝီချက်ဆိုသူဖြစ်မှန်တိလိုက်ရပါတယ်နောက်ထပ်တိလိုက်ရတာကအခုပို့လိုက်တဲ့ချိန်စာကပထမဆုံးပို့တာမဟုတ်ပဲအရှင်ကလည်းပို့ခဲ့ဘူးကြောင့်အခုတစ်ခေါက်ကတော်တော်လွန်လာပြီသူ့မိမရဲ့အသက်ကိုပါထိခိုက်စေနိုင်တာမို့ပြန်လဲလက်စားချေတဲ့အနေနဲ့ဝီချက်ကိုနေမကောင်းဖြစ်အောင်လုပ်ပေးဖို့အဖွားဒီကိုတောင်းဆိုလိုက်ပါတယ်အဖွားဒီလည်းဝီချက်စီကိုတံပြန်ချိန်စာပြန်တိုက်ပေးခဲ့ပါတယ် ဖြစ်ကျင်တော့ကျင်းစားကအရန်ပြင်းလွန်ပြီးလူမသွားခဲ့ပါတယ်ဝီချက်သမီးဟာရုတ်တရက်ပိုင်းနာလာကပစက်ကနေလောက်တွေအန်ထွက်ပြီးတော့လေပင်နာတဝိုက်တစ်ဆို့လာပြီးတန်ချောင်းများဟာလေပင်အတွင်းပိုင်းကနေဖောက်ထွက်လာခဲ့ပါတယ်ဝီချက်လက်ပြားရခတ်လာပြီးကုမဲအလုံးမှာတန်ချုံတွေကလေပင်ပတ်လေကနေအများအပြားထွက်လာကာ နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားပါတော့တယ်။အဲ့ဒီနောက်မင်းအဖေစပြီးနေမကောင်းဖြစ်တော့တာပဲလို့စာတီကပြောပြလိုက်ပါတယ်။ဒါပေမဲ့အာဒီကသူ့အဖေအောင်လန်းသုံးနာကိုလက်မခံနိုင်တာကြောင့်မင်းမယုံရင်မင်းအဖေရုံးခန်းထဲဝင်ကြည့်လို့ပြောလိုက်ပါတယ်။ အာဒီလက်ချက်ချင်းပဲရုံးကတကားကိုချိုးဖြတ်ပြီးဝင်ကြည့်တော့အနက်ရောင်ရှေးအောင်ဘီယိုကြီးကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒါနဲ့ဘီရိုကြီးကိုဖွင့်ကြည့်တော့အစီအရင်လှုပ်ထားတဲ့ပစ္စည်းများနဲ့အတူနတ်ဆရာမကြီးအဖွားဒီရဲ့ဖုန်းနံပါတ်ကိုပါတွေ့လိုက်ရပါတယ်အာဒီလက်အဖွားဒီကိုတွေ့ရမှဖြစ်တော့တာကြောင့်မိခင်ကိုစောင့်ကြည့်ဖို့ညီမငယ်ရှီဖာကိုမှာပြီးအဖွားဒီနေရက်စီထွက်လာပါတော့တယ်အဖွားဒီစီအရောက်မှာသူမျောလင့်ထားသလိုမဟုတ်ပဲအိရာတွေလဲနေပြီးသူ့ဖခင်လိုမျိုးဖြစ်နေပါတယ်အဖွားဒီရဲ့သမီးကငါအမေဒီလိုမဖြစ်ခင်တုန်းကပြောသွားတာရှိတယ် ဝီချက်သမီးတည်ဆုံးပြီးနောက်ပိုင်းမှာအမောင်လက္ခဏာအကြီးကြီးပေါ်ထွက်လာတယ်။မင်းအဖေအတွက်အောက်လန်းပညာရှင်တိုက်ခိုက်ကြရင်လည်းအခုနောက်ဆုံးဝီချက်သုံးခဲ့တဲ့နတ်ဆရာကငါအမေထက်ဆွမ်းအားပိုကြီးလို့ဒီလိုတွေဖြစ်သွားခဲ့ရတာ။သူတို့ကအရှိရက်ကလာတာ။သူတို့သုံးတဲ့အောက်လန်းပညာက19ရူပီတူလို့ခေါ်တယ်။အစင်းမြင့်ဆုံးအတက်ပညာဖြစ်ပြီးအောက်လန်းသုံးဖို့အတွက်ဒလီပွဲကိုမတူညီတဲ့ကံယိုရန်ခုနှစ်ခုမှာခုနှစ်ကြိမ်ကျင်းပပေးရပြီးဆူအန်ဂီဆိုတဲ့မကောင်းဆိုးရွားကိုစင့်ခေါ်ကာ ကိုလက်စားချည်ခြင်းတဲ့သူစီကိုပို့ပေးရတယ်လို့ပြောလိုက်ပါတော့တယ်။အာဒီလည်းအကြောင်းစုံသိရပြီမို့နေရက်ကိုအ мян ပြန်ကဦးလေးကိုခေါ်ပြီးအိမ်ကိုအ мян ပြန်လာပါတော့တယ်။အိမ်မှာတော့မကောင်းဆိုးရဟာမာနီကိုတွေကိုဝင်သွားခဲ့ပါပြီ။မာနီဟာရုတ်တရက်ဘိုက်နာလာပြီးအရင်ဆုံးမိမကိုတွေကနေအယိုးကောင်းတစ်ခုပြုတ်ကျပြီးနောက်ဘိုက်တဲကနေတန်ဆူးကျိုးဟာဦးရီနဲ့ရစ်ပတ်ကအပြင်ဖောက်ထွက်လာပြီးတင်းဆုံးသွားပါတော့တယ်။အိမ်ပြန်ရောက်လာတဲ့အာဒီတို့ကတော့နောက်ကျသွားခဲ့ပါပြီ။အာဒီလည်းမိခင်ဖြစ်သူကိုဖတ်ပြီးငိုကြွေးနေချင် ိတ်ရတဲ့လဲနေတဲ့ကစ်ပတိုကတော့မိသားစုရဲ့ငိုကြွေးတံတွေကြောင့်လူကမလုံနိုင်ပေမဲ့မျက်လုံးကနေမျက်ရည်များစီးကျလာပါတော့တယ်။နောက်တနေ့မှမိခင်ကြီးကိုကောင်းမှုစွာတကြိုးပေးလိုက်ကြပါတယ်။ပယောကဆရာကြီးကတော့အော်လန်ပစ္စည်းတွေကိုချေရောက်ကောက်ဖို့အတွက်အပြည့်ရှာနေပြီးနောက်ဆုံးမှလမ်းညွှန်မှုရသွားခဲ့ပါတယ်။ပယောကဆရာကြီးဟာစိန်စာပြက်ပြက်ဖို့အတွက်အပြည့်ရသွားတာနဲ့အာဒီတို့အိမ်ကိုအ мян သွားရောက်ခဲ့ပါတယ်။အာဒီတို့လောက်ရမှာကရိုးရဒလေပွဲတစ်ခုလုပ်ပေးရမှာဒါပေမဲ့လွယ်ကူမှာတော့မဟုတ်ဘူး။ ဒလီပွဲလုတ်တဲ့အခါပင်လယ်ခုနှစ်ဆင်းကရေကိုယူပြီးကီတုတ်ကိုတန့်စင်ပေးရမှာပါတန့်စင်မှုလုပ်ရမယ့်အချိန်ကကီတုတ်မွေးနေ့ည၈နာရီတိတိမှလုပ်ရမယ်မွေးနေ့က9ရက်ပဲလိုတော့တာမို့အချိန်မီယူပေးရမယ်နောက်တစ်ခုရှိတာကပင်လယ်ခုနှစ်ဆင်းကရေသွားယူတဲ့အခါဝီချက်ရဲ့နတ်ဆီယာမကလွတ်ထားတဲ့အဆောင်လျှောက်တွေရှိနေနိုင်တာမို့မင်းကိုပိတ်ပေးထားတဲ့တတရမျက်လုံးကိုပြန်ဖွင့်ရမယ်ဒါမှသာကိုယ့်ဘက်ကတပန်းတာမယ်ဆိုတာကြောင့်အာရီကသဘောတူလိုက်ပါတယ်ညီမငယ်ရှီဖာကသူလဲလိုက်သွားမယ်ဆိုနေတာမို့ရှီဖာကိုလည်း တတိယမျက်လုံးပွင့်ခြင်းလားတဘာဝကြကြပွင့်တာမျိုးမဟုတ်တော့မင်းအတွက်တတိယမျက်လုံးပွင့်သွားအောင်ငါကူညီပေးနိုင်တယ်လို့ဘယောကဆရာကြီးကဆိုနေတာမို့ရှီဖာလည်းခေါင်းငိမ့်လိုက်ပါတယ်အဲ့ဒီနောက်မှာမောင်နှမနှစ်ယောက်ကိုအစီအရင်များပြုတ်လုပေးကတတိယမျက်လုံးသို့မဟုတ်စတ္ထပအာယုံကိုဖွင့်ပေးလိုက်ပါတော့တယ်အာဒီတို့မောင်နှမမှာ၅ရက်အချိန်ရပါတယ်ပထမတည့်ရက်အာဒီဟာအရင်ဆုံးဝါတူဦးလိုကန်းကြီးကိုထွက်ခွာခဲ့ပါတယ်အိမ်မှာတော့စာဒီနဲ့ဘယောကဆရာကြီးဟာသူတို့လုပ်ရမယ့်အရာတွေကိုလုပ်နေချပြီးကီတုတ်ကိုကာကွယ်နေချပါတယ် ကန်းချီအရောက်မှာတော့လူတွေမမြင်နိုင်အောင်ဒလေပွဲလှုပ်ထားတဲ့နတ်စင်ကိုတွေ့လိုက်ရပြီးအာရီကပင်လယ်ရေခတ်နေချိန်ရှီဖာကဒလေပွဲကဖျောင်းနိုင်ကိုမိမုတ်ခါအစီအရင်ကိုဖျက်ဆီးလိုက်ပါတယ်အဲ့ဒီအချိန်ဝီချက်ရဲ့နတ်ဆရာမကြီးလွတ်ထားတဲ့အဆောင်အရှောက်နဲ့ပပင်းတိုးတော့နေရာကနေအလင်းမြန်ထွက်လာကြပါတယ်အဆောင်အရှောက်ကအာရီတို့ကားနာထီလိုက်လာကခေါင်းကတစ်ဖက်ကိုပိုင်းကတစ်ဖက်နဲ့အာရီတို့ကိုတားဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့အာရီတို့ဟာလွတ်မြောက်ခဲ့ပါတယ်ပယောကဆရာကြီးဟာအာရီတို့အောင်မြင်ဖို့အတွက်မနန်တွေရွတ်ဖက်နေတဲ့အတန်လိုင်းဟာ အာဒီတို့နားထဲမှာကြားနေခဲရပါတယ်ဒုတိယနှစ်စဉ်ဒီမှာလဲပင်လဲရုပ်ကိုခတ်အစီရင်ကိုဖျက်ဆီးကမကောင်းဆိုးရအဆောင်ရှောက်ကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်ညမှာတော့တတိယနှစ်စဉ်ကိုတွားရောက်ခဲ့ပြီးသပင်းဖြူဖားလာချထားတဲ့တရဲမတကောင်ကိုတွေးခဲ့ရပြီးသူတို့ကိစ္စအောင်မြင်ခဲ့ပါတယ်နှစ်ရက်မြောက်နေ့မကောင်းဆိုးရမျိုးစုံကိုကြော်ဖြတ်ခဲ့ကြတယ်လေးရက်မြောက်နေ့ဒီတစ်ခါလဲထုံးစံအတိုင်းနှစ်စဉ်ကဖျောင်းနိုင်ကိုမိမုတ်ပင်လဲရုပ်ကိုခတ်ပြီးအပြင်းမြေကြီးအောက်ကနေလက်တစ်ဖက်ထွက်ပြီး ချစ်တော့ကိုဆွဲလိုက်တော့မို့ပင်လေရေပလင်းဟာကြကွဲသွားပါတယ်အဲ့ဒီအချိန်မှာပဲပားကြောင်မဲမသိလက်တွေဟာမြေကြီးထဲကိုပြန်ဝင်သွားချပါတယ်အချောင်းကတော့ရှေးခေတ်နန်းသုံးဝတ်စုံနဲ့မဲနှက်တဲ့အသားရည်ပန်ရှင်တဲ့လူတစ်ယောက်ဟာရထလုံးတစ်စီးနဲ့ရောက်လာတာကြောင့်ပါလူကြီးကအာဒီတို့နားရောက်လာပြီးအာတိအတွက်သူတို့ဘုရင်မကြီးရဲ့လက်ဆောင်ဆိုကပင်လေရေပလင်းပေးလိုက်ပါတယ်ပင်လေခုနှစ်ဆင်းရဲ့ရေတွေစုံပြီမို့အာဒီတို့လောက်ရမှာကအင်ကူအမြန်ဆုံးရောက်အောင်ပြန်ဖို့ပါပဲခီးကအလံဝင်းလို့နာမို့ စီရင်လုပ်ဖို့ရာမိနစ်80ပဲလိုတော့တဲ့အချိန်အထိအာဒီတို့ကအိမ်ပြန်မရောက်ကြသေးပါဘူး။အဲ့ဒီအချိန်မိုးများချိန်လျက်စီးများလက်နေတာမို့လေတိုက်လို့လားဘာလားမသိတကားတွေဟာလှုပ်ခါနေပါလေပြောခဆရာကြီးကအိမ်ပြန်ထွက်ပြီးအစီအရင်အောင်မြင်ဖို့ဆူတောင်းနေလို့မိပြတ်သွားပါတယ်အဲ့ဒီအခါမကောင်းဆိုးရွားဟာရုံလုံးထွက်ပြလာပြီးပြောခဆရာကြီးရဲ့လက်ကိုချိုးပစ်လိုက်ပါတယ်ပြောခဆရာကြီးလည်းသူ့အစီအရင်ဆက်လို့မရတော့လို့ထွက်ပြေးတော့အနောက်ကလိုက်လာပြီးဥကောင်းကိုခြေမွတ်ပစ်လိုက်ပါတယ် ဦးလေးစာဒီလည်းအတန်ကြားလို့ထွက်ကြည့်တော့ခေါင်းမရှိတော့တဲ့ပျောကဆရာကြီးရဲ့အလောင်းကိုတွေ့လိုက်ရတာမို့ထိတ်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲမကောင်းဆိုးရွားကစာတိနာရောက်လာကဖိုက်ဖောက်နှလုံးထုတ်ပြီးစားပစ်လိုက်ပါတယ်။အာဒီတို့ရောက်လာကြပါပြီ။အတန်မရှိတော့တဲ့အလောင်းနှစ်ခုကိုတွေ့လိုက်ရပါတယ်။ရှီဖာကဦးလေးနာမှာငိုကြွေးနေတာမို့ကိစ္စကိုအဆုံးသတ်ဖို့အတွက်ညီမငယ်ကိုလှမ်းခေါ်လိုက်ကပင်လယ်ခုနှစ်ဆင်းရဲ့ရေနဲ့ဖခင်ကြီးပေါ်လောင်းပစ်ကြပါလေ။အဲ့ဒီအချိန်တကားတွေကစောင့်ပိတ်သွားပြီ။ မိဘပြတ်သွားတာမို့အာရီကဓာတ်ပြီးသွားရှာတော့အနောက်ကနေမကောင်းဆိုးရွားရောက်လာကအာရီကိုစောင့်ခံလိုက်ပါတယ်အာရီလည်းလွန့်ထွက်သွားပါတယ်အဲ့ဒီအချိန်ရှိပါထွက်လာတော့ဒလစ်ထုံးနှန်းကိုပြေးအောင်ဆက်လို့ဖို့ပြောပြီးမကောင်းဆိုးရွားကိုသူ့ပတ်လာအောင်မျှခေါ်လိုက်ပါတယ်ရှီဖာကပင်လယ်ရေဆက်လောင်တော့ မကောင်းဆိုးရွားကမခံမရနိုင်ဖြစ်သွားပြီးရှီဖာကိုကင်ပေါက်လိုက်ပါတယ်အဲ့ဒီအချိန်နောက်ဆုံးကြံတဲ့ပလင်းကိုအာရီကဆက်လောင်ဖို့ကြိုးစားတော့မကောင်းဆိုးရွားကလည်းအစွမ်းကုန်တားဆီးကရေလောင်းမရအောင်ကီတုတ်ကိုဆွဲခေါ်သွားလိုက်ပါတယ်အာရီလည်းဘလို့မှလုံးမရတဲ့အဆုံးမှာပင်လယ်ရေပလင်းကိုနိုင်ယာစီပစ်ပေါက်လိုက်ရမှာတော့ပလင်းဟာကွဲထွက်သွားပြီးပင်လယ်ရေများကကီတုတ်အပေါ်ဖိတ်ဆင်သွားပါတော့တယ်အဲ့ဒီအခါမှာတော့မကောင်းဆိုးရွားကြီးဟာမီးလောင်ပြီးအဆုံးသက်သွားပါတော့တယ် ကီပရိုလည်းသတိပြန်ရလာကသားသမီးနှစ်ယောက်ကိုသူ့အပြစ်တွေအတွက်ခွင့်လွှတ်မှုတောင်းခံလိုက်ပါတော့တယ်ဈေးကဝီချက်ကတော့သူအစီရင်လှုပ်ထားတဲ့ဖျောင်းနိုင်ပြီးငြိမ့်သွားတာမို့သူကိုကိုယ်ွယ်တဲ့နတ်ဆရာမကြီးအိမ်ကိုညာရင်းချင်းတွားရောက်တဲ့အခါနတ်ဆရာမကြီးကလည်းစိုးရိမ်နေပြီးသူတို့လွတ်တဲ့အကောင်ရှုံးသွားရင်အောင်လန်းတုံးတဲ့သူကပြန်ပြီးတိုက်ခတ်ခံရတာမို့ကာကွယ်မှုပြုဖို့အတွက်အစီရင်အမြန်လှုပ်လိုက်ပါတယ်ဒါပေမဲ့မမီတော့ပါဘူး အာဒီရိုစီမှာမီးလောင်ပြီးရှုံးနေသွားတဲ့မကောင်းဆိုးရွားဟာဒီမှာပြန်ပေါ်လာပြီးနတ်ဆရာမချုပ်ကိုနှစ်ပိုင်းဆွဲဖြက်ပစ်လိုက်ပါတယ်။အကြောက်လွန်ပြီးထွက်ပြေးဖို့လုပ်နေတဲ့ဝီချက်ရဲ့ခေါင်းကိုလည်းစားပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာကီတိုရိုတားဖသုံးယောက်ဟာနေပြန်ကောင်းသွားပြီဖြစ်တဲ့အဖွားဒီကိုတွားတွေ့ချပြီးအောက်လန်းကိစ္စတွေကိုအတုံးမပြုတ်ကျင်တော့တာမို့နောက်ရက်မှာအဖွားဒီဟာဈေးထဲကဆိုင်ကိုလာပြီး အနက်ရောင်ဗီဒီယိုထဲမှာပူဇော်ထားတဲ့အရာကိုပြန်လည်ခေါ်ဆောင်သွားရင်ဇက်လန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမညာဟုတ်ကဲ့ဒါကတော့ညီသူမပြုတ်မိမိမှုဆိုတဲ့အတားကိုချိုးအတွက်မကောင်းမှုပြုတ်တဲ့အခါအကုသူဟာလည်းကိုထံတပတ်ပြန်လည်လာတဲ့အကြောင်းကိုရက်ကူးထားတဲ့ဆမ်တက်စကိုရူပီတူဆိုတဲ့အင်ဒိုနီးရှားတရဲကလေးဖြစ်ပါတယ်ဇက်လန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ